ားလုံးပဲမင်္ဂလာပါ Explorers မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခုနက1989မှာလွတ်တင်ခဲ့တဲ့ Voyager 1အာကာသယာဟာကဘာကနေအဝေးဆုံးကို ရောက်ရှိနေတဲ့လူလုံအရာဝတ္ထုတစ်ခုဖြစ်ပါတယ်သူဟာကျွန်တော်တို့စီကနေတနအီကိုမိုင်ပေါင်း3800တနည်းအားဖြင့်တစ်စက္ကန့်ကို17မိုင်အမြန်နှုန်းနဲ့ထွက်ခွာသွားနေရပါတယ် ကဘာကနေမိုင်ပေါင်း15.5ဘီလီယံလောက်အထိအလွန်မင်းကွာဝေးနေပေမဲ့လေကျွန်တော်တို့ဟာသူနဲ့အဆက်အသွယ်လုပ်နိုင်နေတော့မှာပဲဒါဆိုဒီလောက်ဝေးကွာလာတဲ့အကာသားရင်စီကိုကျွန်တော်တို့ဘလို့များအမိန်ပေးစိတ်ခိုင်းချက်တွေပို့နေတယ်လေသူစီက data အချက်အလက်တွေကိုရောဘလို့လက်ခံရယူနေတာလဲနောက်ပြီး Voyager 1နဲ့နောက်ထပ်ဘလောက်ကြကြအဆက်အသွယ်လုပ်နိုင်အောင်မှာလဲတကယ်တော့ Voyager 2ကို1989ခုနှစ်ဩဂုတ်လ20ရက်နေ့မှာအရင်ဆုံးလွှတ်တင်ခဲ့တာပါ Voyager 1ကတော့နောက်နှစ်ပတ်အကြာ1989ခုနှစ်စက်တင်ဘာလ9ရက်နေ့ကျမှလိုက်ပါသွားခဲ့ပါတယ်။ Voyager 1နဲ့ Voyager 2ဟာဒီဇိုင်းပုံစံပိုင်းမှာအားလုံးနီးပါးတူညီကြပါတယ်။သူတို့ရဲ့အဓိကတာဝန်ကတော့ Jupiter ဂျိုရဲ့အပြင်ဘက်ကနေဖွဲ့စည်းစွန်များကဂျိုတွေကိုစူးစမ်းလေ့လာဖို့ပဲဖြစ်ပါတယ်။ဒုံးမြင့်အင်ဂျင်တစ်ခုရဲ့စွမ်းရည်နဲ့လိုအပ်တဲ့အချိန်ကိုမရနိုင်တဲ့အတွက်ဒီမရှင်ကိုစဉ်စဉ်သူတွေဟာအင်မတန်ရှားပါးတဲ့ ဂျိုရီတန်းနေကြတဲ့အခိုက်အတန့်တစ်ခုကိုရွေးချယ်ခဲ့ကြပါတယ်။ဒီနီလန်းနဲ့အာဂါသားရင်တွေဟာဂျိုအများပြားရဲ့စွမ်းငင်ဟောက်အသုံးပြုပြီးအရှိန်ပိုရအောင်လှုပ်ဆောင်ခဲ့ကြတာပါ။အဲ့ဒီချိန်တုန်းကဂျူပီတာ၊စီဒန်၊ယူရိနပ်စ်နဲ့နက်ပကျွန်းဂျိုတွေဟာကမ္ဘာကနေကြည့်ရင်တစ်ဖက်ထဲမှာတန်းနေဒီပါကြာရောက်နေခဲ့ပါတယ်။ဒီလိုမျိုးဂျိုအနေထားဟာ2159ခုနှစ်ရောက်မှပဲနောက်တစ်ချိန်ဖြစ်ပေါ်လာမှာပါ။ Voyager 1နဲ့2ဟာ Jupiter နဲ့ Saturn ကိုဖြတ်သန်းခဲ့တဲ့ခီးတစ်လျှောက်မှာ ရင်သက်ရှုမောဝယ်ပုံရိပ်တွေကိုပြန်လည်ပေးပို့ခဲ့ပါတယ်။ဒီပုံကတော့ဂျူပီတာဂျိုရဲ့လေယူကိုပြသနေတာပါ။ဒါ့အပြင်ဂျူပီတာမှာမိန်ပြပြဂျိုပတ်ကွင်းတွေတကယ်ရှိနေတယ်ဆိုတာကိုလည်းအတည်ပြုပေးနိုင်ခဲ့ပါတယ်။ Voyager ဟာဂျူပီတာရဲ့လားဖြစ်တဲ့ Io ပေါ်မှာရှင်သန်နေတဲ့မီးတောင်ရှင်တွေကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်။အရင်နောက်မှာတော့စေတန်ဂျိုစီကိုဆက်လက်ထွက်ခွာခဲ့ပါတယ်။စေတန်ဂျိုမှာသူ့ရဲ့ဂျိုပတ်ကွင်းတွေကိုအနီးကပ်လေးလာခဲ့ပြီးအဲ့ဒီအကွင်းတွေကိုပုံပေါ်ထိမ့်သိမ်းပေးနေတဲ့ ိုးထင်းလာများကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါအပြင်စီတန်ဂျူရဲ့လားဖြစ်တဲ့တိုက်တန်မှာလည်းနိုင်ထိုရှင်60ရာခိုင်နှုန်းလောက်နဲ့ဖွဲ့စည်းထားတဲ့ထူထဲနဲ့လေလို့ရှိနေတာကိုလည်းတွေ့ရှိခဲ့ပါတယ်။အဲဒီနောက်မှာတော့ Voyager 1ဟာနေဖွဲ့စည်းရဲ့အပြင်ပတ်အစွန်းစီတို့သူ့ရဲ့ခီးစဉ်ကိုဆက်ခဲ့ပါတယ်။လမ်းကြောင်းမတူတဲ့ Voyager 2ကတော့ Voyager 1မရောက်ဖူးခဲ့တဲ့ Uranus နဲ့ Neptune ချူရီနာကဖြတ်သန်းခဲ့ပြီးဂျိုးနှစ်စင်းလုံးရဲ့အသေးစိတ်ပုံရိပ်တွေကိုရယူပေးပို့ခဲ့ပါတယ်။ နေဖွဲ့စည်းတဲ့ကဂျိုးတွေကိုလေ့လာတဲ့မစ်ရှင်တွေပြီးဆုံးသွားတဲ့အခါမှာတော့ Voyager ရင်းနှီးစင်းလုံးဟာကမ္ဘာကနေပိုဝေးတဲ့နေရာစီကိုခီးဆက်ခဲ့ကြပါတယ်။ Voyager 2ကိုအရင်လွတ်တင်ခဲ့ပေမဲ့ Voyager 1ကပုံမြန်မြန်သွားနေတဲ့အတွက်အခုဆိုရင်ကမ္ဘာနဲ့အဝေးဆုံးနေရာကိုရောက်နေပါပြီ။ Voyager 1ဟာတစ်စက္ကန့်ကို10.6မိုင်နှုန်းနဲ့သွားနေပြီး Voyager 2ကတော့တစ်စက္ကန့်ကို9.8မိုင်နှုန်းနဲ့သွားနေပါတယ်။ အမြန်နှုံးကွာခြားချက်ကတစ်စက္ကန့်ကို3.9မိုင်ဆိုတော့တိတ်မများဘူးလို့ထင်ရနိုင်ပါတယ်။ဒါပေမဲ့တင်တာနေ့ရက်ရင်ပေါ်မှာလိုက်ပါပြီးပုံမြင်တဲ့ရင်ကတင့်ကိုကြော်တက်သွားတာကိုစိတ်ကူးကြည့်လိုက်ပါ။တစ်စက္ကန့်အတွင်းမှာပဲ Voyager 1ဟာတင့်ရှိကို3.9မိုင်အကွာဝေးရောက်သွားမှာပါ။အခုဆိုရင်အာကာသရဲ့မျက်စင်းလုံးဟာ Heliosphere ဆိုတဲ့နယ်နိမိတ်ကိုကျော်လွန်သွားခဲ့ပါပြီ။နေဖွဲ့စည်းနေ Heliosphere ဆိုတဲ့အုံလုံးတွေကအတိတ်ပဲအများကြီးကွာခြားပါတယ်။ heliosphere ဆိုတာကတော့နေကနေထုတ်လွတ်တဲ့ solar လေတွေလွှမ်းမိုးထားတဲ့ပူပေါင်းပုံစံအာကာသနယ်ပယ်ကြီးတစ်ခုပါ solar လေတွေမှာနေကနေထုတ်လွတ်လိုက်တဲ့အမှုန်တွေပါဝင်ပြီးနေကိုဗဟိုပြုကစက်လုံးပုံသဏ္ဍာန်ဖောက်အုပ်ထားပါတယ်ဒါပေမဲ့နေက Milky Way Galaxy ထဲမှာရွေလျားနေတဲ့အခါဒီ solar လေတွေဟာအရှိတ်ဘက်မှာဖိသိမ့်ခံရပြီးအနောက်ဘက်မှာဆွဲဆန့်ခံထားရတဲ့အတွက်ပူပေါင်းပုံသဏ္ဍာန်ဖြစ်နေတာပါ Voyager 1နဲ့တူနှစ်စင်းလုံးဟာဒီနယ်နိမိတ်ကိုကြော်ဖြတ်ပြီး Heliosphere ထဲကနေထွက်ခွာသွားခဲ့ပါပြီ။ဒီ group ကတော့အဲ့ဒီချိန်တုန်းက Voyager စီကနေတကယ့်အချက်လက်တွေကိုပြသနေတာပါ။ Our group မှာနေကနေလာတဲ့အမုံအွားရေတွက်တွေကြာဆင်းသွားတာကိုပြသနေပြီ။အပေါ်က group မှာတော့ကြေတရာကြားနေပဲ Interstellar ကလာတဲ့အမုံတွေရုတ်တရက်တွန်းများလာတာကိုပြသနေပါတယ်။ဒါကြောင့် Heliospia ဟာ solar ray တွေကနေတဆင်နေရဲ့ဩဇာလွန်မှုမှုအဆုံးသက်သွားတဲ့နံနမိတ်ပဲဖြစ်ပါတယ်။တကယ့်နေအဖွဲ့စည်းကတော့အဲ့ဒီထက်အများကြီးပိုကျယ်ဝန်းပါတယ်။ဥပမာပြောရရင် Oort Cloud လို့ခေါ်တဲ့နေရာက Heliospia ရဲ့အပြင်ဘက်အဝေးကြီးမှာရှိနေပါသေးတယ်။ Oort Cloud ဆိုတာက နေကိုလွန်ကြီးမားတဲ့ဆက်လုံးခုန်ပုံစံနဲ့ဝန်းရံထားတဲ့ရေခဲနဲ့ကြောက်တုံးတွေပြည့်နေတဲ့ theory ရတီရှိရဲ့နယ်ပယ်ကြီးတစ်ခုပါ။တချို့ခံမှန်းချက်တွေအရဆိုရင် Voyager ဟာ အော့ကောက်ထဲကိုဝင်ဖို့နောက်ထပ်နှစ်300လောက်ကြာအောင်မှဖြစ်ပြီးအဲဒီကနေပြန်ထွက်ဖို့ဆိုရင်နှစ်ပေါင်း3000လောက်ကြာမြင်အောင်မှဖြစ်ပါတယ်ကျွန်တော်တို့ဟာအခုချိန်ထိ Voyager ရင်းတွေစီကိုအမိန်ပေးစိတ်ခိုင်းချက်တွေပို့နိုင်ပြီးသူတို့စီကသိပ်ပန်ဆိုင်ရာအချက်လက်တွေကိုလက်ခံရရှိနေတော့မှာပဲဒါပေမဲ့ဒီလောက်ဝေးကြီးကနေဆက်သွယ်ရေးကိုဘယ်လိုများလှုပ်ဆောင်နေကြတာလဲ Voyager တစ်စင်းစီမှာအချင်းဆက်နက်ပေရှိတဲ့ဆက်လောင်းပုံအင်တာနက်တစ်ခုတပ်ဆင်ပေးထားပါတယ် ဒါဟာအဂါသာယင်လို့ပြင်းမြင်လိုက်တာနဲ့လူအများစုစိတ်ကူးထဲမှာမြင်အောင်မိကြတဲ့အထင်ကြီးအစိတ်ပိုင်းတစ်ခုပါဒီအင်တာနာဟာရေဒီယိုလိုင်းတွေကိုအလွန်ချင်းမြောင်းတဲ့လမ်းကြောင်းတစ်ခုရဲ့စီကိုပဲချိန်ရွယ်ပြီးထုတ်လွှတ်ပေးပါတယ်စိုးရင်ကလည်း22ဝက်ပဲရှိရမို့အိမ်သုံးမိသီးသလုံးရဲ့အားလောက်ပဲရှိပါတယ်ဒီအချက်ပြလိုင်းတစ်ခုကဘာကိုရောက်ဖို့22နာရီခွဲလောက်အချိန်ကြာပါတယ်နှမ်းရှင်ပြရရင်ကဘာကနေလာစီကိုအချက်ပြလိုင်းတစ်ခုသွားဖို့တစ်စက္ကန့်ကျော်လေးပဲကြာပြီး အင်္ဂါဂျိုရောက်ဖို့ဆိုရင်မိနစ်20လောက်ပဲကြာပါတယ်။ဒီအချက်ကြောင့် Voyager ဟာဘလောက်တောင်ဝေးကြီးရောက်နေပြီလဲဆိုတာကိုမှန်းဆမိစေမှာပါ။ Radio line တွေဟာအကွာဝေးများလာတာနဲ့အမျှ inverse square law ဆိုတဲ့နေရာမှာအတိုင်းအားပြော့သွားပါတယ်။ဒါကြောင့် Voyager ရဲ့22ဝက်ရှိတဲ့အချက်ပြ line ကဘာကိုရောက်လာတဲ့အခါမှာတော့ဝက်10 trillion ပုံတပုံထက်တောင်နည်းသွားပြီးအဲ့ဒီပမာဏထက် billion တပုံစာလောက်အထိထက်ပြီးအားနည်းသွားပါတယ်။ ဒီလောက်အားနေတဲ့အချက်ပြ line တွေကိုဖမ်းယူနိုင်ဖို့ NASA ကအလွန်ကြီးမားတဲ့ antenna တွေကိုအသုံးပြုပါတယ်။ဒီ antenna တွေဟာအချင်းပေ230ရှိပြီး Deep Space Network ရဲ့အစိတ်ပိုင်းတွေပါ။ဒီကွန်ရက်ကိုနေရာ၃ခုမှာတိစောက်ထားပါတယ်။ American ပြည်ထောင်စုက California, Spain နိုင်ငံက Madrid နဲ့ Australia နိုင်ငံက Canberra မြို့တို့မှာပါ။ဒီလိုနေရာခွဲထားတဲ့အတွက်အချိန်တိုင်းမှာအနည်းဆုံး antenna တစ်ခုကအာကာသယာဉ်ကိုအမြဲတမ်းမြင်နေရပြီး 24နာရီပတ်လုံးဆက်သွယ်ရေလုံးဆောင်နိုင်စေပါတယ်။ပေ130ရှိတဲ့အေယာမဆလောင်ကြီးတွေအပြင်နေရာတစ်ခုစီမှာအရွယ်အစားအမျိုးမျိုးရှိတဲ့တခြားအင်တာနယ်တွေလည်းရှိပါသေးတယ်။အားလုံးပေါင်းလိုက်ရင်ဂျူပီတာဂျူထက်အဝေးကြီးမှာရှိတဲ့အာသာယင်တွေနဲ့စကားပြောဖို့ဒီဇိုင်းထုတ်ထားကကဘာတဝမ်းကိုလွှမ်းခြုံတဲ့ဆက်သွယ်ရေးစနစ်ကြီးတစ်ခုကိုတည်ဆောက်ထားတာပါ။ဒီလိုအေယာမအင်တာနယ်တွေကြောင့်ကျွန်တော်တို့ Voyager စီကိုအချက်ပြလိုင်းတွေပို့တာ data တွေလက်ခံတာတွေဆက်လက်လုံးဆောင်နိုင်နေတာပါ။ ဒါပေမဲ့အချက်အလက်တွေပို့လို့ဖို့နဲ့တိတ်ပံကြိယာတွေအလုံးလုံးဖို့ဆိုရင်စွမ်းရည်လည်းလိုအပ်ပါသေးတယ်။ဖိုးရီဂျာဟာနေရောင်ခြည်စွမ်းရည်များတွေကိုမသုံးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒလောက်အကွာဝေးမှာနေရောင်ခြည်ကအရန်ကိုအားနေနေလို့ပါပဲ။အဲ့ဒီအစားသူကနျူကလ িয়ার စွမ်းရည်ကိုအသုံးပြုပါတယ်။ပလူတိုနီယံဓာတ်ပြုတ်ပွဲမှုကနေရတဲ့အပူကိုလျက်စစ်အဖြစ်ပြောင်းပေးတဲ့ရေဒီယိုအိုက်ဆိုတော့တာမိုအီလက်ထရစ်ဂျန်နရေတာ RDG တွေကိုသုံးစွဲပါတယ်။ လွတ်တင်စားအချိန်တုန်းက Voyager ရစင်းစီဟာဝလီယာကျော်ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။အခုတော့ဆယ်စုနှစ်များစွာပြန်သန်းပြီးတဲ့နောက်မှာစောရင်ထုတ်လုပ်မှုကဝက်နေရာအောက်ကိုကျဆင်းသွားပါပြီ။စောရင် trader ဖို့အတွက်အရေးမကြီးတဲ့စနစ်တွေကိုတဖြည်းဖြည်းချင်းပိတ်ပစ်ခဲ့ရပါတယ်။ဒီပုံကတော့ Voyager ကနေရိုက်ကူးခဲ့တဲ့ကဘာကျွေးတဲ့ဓာတ်ပုံပါ။မိုင်ပေါင်း၄ဘီလီယံနီးပါးအကွာအဝေးကမြင်ရတဲ့ကျွန်တော်တို့ရဲ့နေအိမ်လေးပေါ့။ဒါဟာ Voyager 1ရိုက်ကူးခဲ့တဲ့နောက်ဆုံးဓာတ်ပုံလည်းဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့စွမ်းရင်ခြွေတော်ဖို့အတွက်သူ့ရဲ့ကင်မရာကိုအပီးတိုင်းပိတ်ပစ်ခဲ့ရပါတယ်။ဘိုေဂျာ1မှာတိတ်ပန်ဆိုင်ရာကရိယာ၁၀ခုရှိပါတယ်။အဲ့ဒီတွေကတန်လိုက်ဆက်ကွင်းနဲ့အမုံမွားတွေကိုတိုင်းတာတဲ့ကရိယာတွေပဲအခုချိန်ထိအလုပ်လုပ်ပါတော့တယ်။ဒီကရိယာတွေနဲ့ပဲ Heliosphere ရဲ့အပြင်ဘက်ကကြေတရာဂျားနယ်ပယ်ကိုဆက်လက်လေ့လာနေတာပါ။ဒါပေမဲ့ nuclear battery ကနေရတဲ့စွမ်းရင်ကတော့တဖြည်းဖြည်းကျဆင်းလာနေတော့မှာပဲ။ ။ NASA ကတော့ကြံရှိနေသေးတဲ့ကရိယာတစ်ခုချင်းစီကိုဘယ်အချိန်မှာပိတ်ပြရမယ်ဆိုတာကိုဂယုတစိုက်စီစဉ်နေပါတယ်။ကရိယာအလုံးကိုပိတ်ပြီးရင်တော့ Voyager ဟာသူ့ဘယ်နေရာမှာရောက်နေတယ်ဆိုတဲ့အခြေခံအချက်အလက်တွေကိုတော့ဆက်လက်ပြီးထုတ်လွှင့်နေနိုင်အောင်မှာပါ။ဆယ်စုနှစ်တွေနဲ့ခြီးတဲ့ခရီးမှာ Voyager ရင်းတွေဟာဒီပညာပိုင်းဆိုင်ရာပြဿနာတချို့နဲ့ရင်ဆိုင်ခဲ့ရပါတယ်။2023ခုနှစ်တုန်းက Voyager 2ရဲ့အင်တာနာကဘာဘက်ကိုချိန်ထားရာကနေ1ဒီဂရီလောက်လင်းလွဲသွားတဲ့ပြဿနာတစ်ခုကြုံခဲ့ရပါတယ်။ 2ဒီဂရီဆိုတာတိတ်မများဘူးလို့ထင်ရပေမဲ့မိုင်မောင်းဘီလီယံချီတဲ့အကွာအဝေးမှာဒီလိုသိငယ်တွေလွဲချော်မှုတွေတခုကအလွန်ရေးကြီးပါတယ်။ဆက်သွယ်ရေးလုံးဝပြတ်တောက်သွားဖို့လုံလောက်ခဲ့ပါတယ်။ NASA ကတော့ဒီလိုအခြေအနေမျိုးကိုကြိုတင်တွက်ဆထားခဲ့ပါတယ်။ Voyager ကိုတနေ့မှအချိန်အနည်းငယ်လောက်သူ့ဘာသူအလိုလျောက်အနေထားပြန်ညှိဖို့ကြိုတင်ပြီးတော့ program ရေးဆွဲထည့်သွင်းပေးထားပါတယ်။တကယ်လဲသူ့ဘာသာသူအနေထားပြန်ချိန်ညှိလိုက်ပြီးတော့ဆက်သွယ်ရေးပြန်လည်ရရှိခဲ့ပါတယ်။ Voyager 1လည်းပဲပြဿနာတက်ခဲ့မှုပါတယ်။ software ပြဿနာတစ်ခုကြောင့်အချက်လက်တွေကိုအသုံးမပြုတော့တဲ့ကွန်ပျူတာတစ်ခုစီကနေတဆင့်ပေးပို့နေခဲ့တာပါ။ NASA ကဒီပြဿနာကိုစစ်ဆေးဖော်တော့ဖို့လာပေါင်းများစွာအချိန်ယူခဲ့ပြီးနောက်ဆုံးမှာတော့အလုံးလုံးနေတဲ့ကွန်ပျူတာကိုအသုံးပြုဖို့ညွှန်ကြားတဲ့အမိန်ပေးစီခိုင်းချက်အသက်ကိုပို့လွတ်ပြီးဖြည့်ရှင်းနိုင်ခဲ့ပါတယ်။ NASA အနာဂတ်မှာဖြစ်လာနိုင်တဲ့တွန်းကန်ဆက်အင်ဂျင်ငယ် thruster ရဲ့ထိတ်ဝအဆုပိတ်ဆို့မှုလိုမျိုးပြဿနာတွေအတွက်လည်းကြိုတင်ပြင်ဆင်နေပါတယ်။ ဗိုလ်ရေးရာရင်တွေဟာဆက်သွယ်ရေးအတွက်သူတို့ရဲ့ဥတီယာကိုထင်းကြီးမှုဒီထရက်စတာငယ်လေးတွေကိုအသုံးပြုပါတယ်။ဒီထရက်စတာတွေဟာပင်မအင်ဂျင်တွေလိုမဟုတ်ဘဲအချိန်တိုအတွင်းမှာခဏခဏမောင်းနေရတာဖြစ်တဲ့အတွက်စေစုနှစ်တွေကြာလာတဲ့အခါလောင်စာအနေနှစ်တွေစုပုံလာပြီးပိုက်လိုင်းတွေပိတ်ဆို့သွားနိုင်ပါတယ်။ဒါကြောင့် NASA ကထရက်စတာတစ်ခါမောင်းနေတိုင်းကြာချိန်ကိုပိုရှည်အောင်ဆော့ဖ်ဝဲကိုအစစ်မြစ်တင်ခဲ့ပါတယ်။ဒီလိုလိုချင်းအပြင်ထရက်စတာတွေကိုမောင်းနေရတဲ့အချိန်ရေအတွက်နှဲသွားစေပြီး သူတို့ရဲ့တည်တံကိုနောက်ထပ်9နှစ်လောက်ပိုကြာရှည်စေမယ်လို့မျှော်လင့်ရပါတယ်။ဒီလိုစင်ကုန်မှုတွေလည်းရှိနေပေမဲ့ Voyager ယာဉ်နှင်းလုံးဟာသူတို့ရဲ့ခီးစဉ်ကိုဆက်သွားနေပြီးကမ္ဘာနဲ့အဆက်အသွယ်လုပ်နိုင်နေတော့မှာပဲ။ဒါပေမဲ့သူတို့တွေပိုဝေးကွာသွားတာနဲ့အမျှအချက်ပြလိုင်းရဲ့အားကလည်းဆက်ပြီးအားနည်းလာပါတယ်။ NASA ရဲ့ခန့်မှန်းချက်အရ2036ခုနှစ်လောက်မှာတော့ဆက်သွယ်ရေးလုံးဝပြတ်တောက်သွားနိုင်ပွဲရှိနေပါတယ်။ ဆိုလိုတာကတော့ Voyager 1နဲ့စကားပြောဖို့ကျွန်တော်တို့မှာအလွန်ဆုံး10နှစ်ဝန်းကျင်လောက်ပဲအချိန်ကြာမှာတော့တယ်။ Voyager 1နဲ့2ကို1989ခုနှစ်မှာလွတ်တင်ခဲ့ပြီးသူတို့ရဲ့ mission ဟာမူလက9နှစ်ပဲကြာမြင့်ဖို့စီစဉ်ထားခဲ့တာပါ။ဒါပေမဲ့သူတို့ကအခုဆိုနှစ်ပေါင်း40ကျော်ကြာ အလုံးလုံးနေခဲ့ပြီးမူလအစီအစဉ်တွေထက်အများကြီးကျော်လွန်အောင်မြင်ခဲ့ပါတယ်။သူတို့ဟာ Heliosphere နယ်ပယ်ကိုကျော်လွန်ထွက်ခွာသွားခဲ့ပြီး အခုချိန်ထိကဘာမြေစီကိုအချက်လက်တွေပြန်လည်ပို့ပေးနေစေဖြစ်ပါတယ်။ Voyager ရင်တွေရဲ့မှတ်ဉာဏ်တိုးလောင်နိုင်စွမ်းကခေတ်သစ်စမတ်ဖုန်းတစ်လုံးရဲ့73တန်းမုံတစ်ပုံစာလောက်ပဲရှိပြီးသူတို့ရဲ့ဆက်သွယ်ရေးအမြန်နှုန်းကလည်းဒီနေ့ခေတ်ဆန်နှုန်းရဲ့33,800မုံတစ်ပုံလောက်ပဲရှိပါတယ်။အဲ့ဒီခေတ်တုန်းကဒါဟာခေတ်ရှိပြီးနည်းပညာတစ်ခုဖြစ်ခဲ့ပေမဲ့အခုတော့အတော်လေးကိုခင်းနှောက်ကြနေပါပြီ။ဒီလိုခေအောင်ပစ္စည်းကရိယာတွေနဲ့ခီးနေခဲ့ရပေမဲ့လည်းဒီရင်ငယ်လေးတွေဟာကဘာနဲ့ဝေဆုံးနေရာကိုရောက်ရှိခဲ့ပြီး ာဂါသစူဇန်လေးလာကြီးရဲ့ရှည်တဲ့မျက်နှာစာကိုကိုစားပြုနေပါတယ်။အလွန်အားနည်းတဲ့ရေယူလိုင်းတွေကိုထုတ်လွှင့်ရင်းကဘာမင်းနဲ့အဆက်မပြတ်ရှိနေပြီးအနာဂတ်မှာလည်းဘယ်သူမှမရောက်ဖူးသေးတဲ့အာဂါသနယ်ပယ်တွေကိုဆက်လက်ခီးနှင်သွားကြအောင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့နေဖွဲ့စည်းစုံဖျားမှာကျွန်တော်တို့ရဲ့နားလည်မှုကိုအများဆုံးတိုးတက်လာစေတာဟာခင်မင်းကြီးပညာသက်တွေမဟုတ်ပဲဆက်အဟောင်းကြီးတစ်ခုဖြစ်နေတာကတော့အတော်လေးထူးခြားပါတယ်။ အဲ့ဒီဆက်ရဲ့ကွန်ပျူတာမှာဆိုရင်တင်တို့ရဲ့ကတ်စမတ်ကြီးမှာပါတဲ့ memory ထက်တောင်နည်းပါသေးတယ်။ဒီနေ့ခေတ်အထိကို1980ခုနှစ်တွေက 8-track magnetic tape တွေကိုသုံးနေတော့မှာပဲ။အဲ့ဒီဆက်ဟာဒီဗီဒီယိုကိုကြည့်နေတဲ့တင်တို့ထက်တောင်အသက်ကြီးနေပါပြီ။ဒါဟာအာဂါသအနာပိုင်းတဲ့ကိုစူဇန်းရှာဖွေရဲ့ချုပ်ထွေးတဲ့အခြေအနေတစ်ခုပါ။အကွာအဝေးကအလွန်ကျယ်ပြောပြီးခီးသွားချိန်ကအရန်ကိုကြာမြင့်လာကြောင်းဒီမန်းချက်ကြီးကြီးမားမားတွေရှိတဲ့နေရာကိုရောက်သွားတဲ့အခါမှာ အရင်ကအသုံးပြုခဲ့တဲ့ဤပညာဟာခင်တောက်ကြနေပြီဖြစ်တဲ့သဘောပါပဲဒီလိုစံချိန်တင်ခဲ့တဲ့အာဂါသယင်ကတော့တက်တန်းအားဖြင့်48နှစ်နီးပါးရှိနေပြီဖြစ်တဲ့ Voyager 1အာဂါသယင်ပဲဖြစ်ပါတယ်သူ့ရဲ့အမွာညီကို Voyager 2နဲ့အတူသူတို့ဟာကျေတာယာကြားနယ်နမိတ်ကိုရောက်ရှိခဲ့တဲ့ပထမဆုံးလူလုံးပစ္စည်းတွေဖြစ်လာခဲ့ပါတယ်။ဒါလောက်ကြီးမားတဲ့အကွာဝေးကနေ3.8မီတာပဲရှိတဲ့အန်တနာနဲ့ဆက်သွယ်နေနိုင်တုံးဆိုတာအံ့ဩစရာကောင်းပေမဲ့ဒီအာကာသယာဉ်တွေဟာ NASA ရဲ့ ဂျက်ပရိုဗက်ရှင်းလက်ဘော်ရတီထက်ပြတိုက်ထဲမှာထားရင်ပိုတင့်တော်မယ်နည်းပညာတွေကိုအားကိုးနေရတော့မယ်ဆိုတာကိုစဉ်းစားကြည့်ရင်ပိုလို့တော့မယုံနိုင်စရာကောင်းပါသေးတယ်။ဒီလိုနည်းပညာမျိုးကဒီလောက်ကြာရှည်ခံပြီးအကောင်းဆုံးဆွမ်းဆောင်နိုင်ခဲ့တာဟာတကယ်ကိုထူးခြားလွန်ပါတယ်။ဒါဆိုသူ့ရဲ့အတွင်းမှာဘယ်လိုလှုပ်ဝှက်ချက်တွေရှိနေမလဲ။ Voyager ရဲ့ engineer တွေဟာစံချိန်အားလုံးကိုထိုးဖြတ်ပြီးအချိန်ကြာကြီးဇက်တိုက်အလုံးလုံးနိုင်တဲ့အာကာသယာဉ်တွေကိုဘယ်လိုများတည်ဆောက်နိုင်ခဲ့ကြတာလဲ။ အနာဂတ်ကိုကြိုတွေးတတ်တဲ့သိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာတွေရဲ့ဒီဇိုင်းရွေးချယ်မှုကြောင့်ဒီအာဂါသယင်တွေဟာပိုပြီးရှင်နေရတဲ့ခရီးကိုကြမ်းကြမ်းခံနိုင်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုအစမှာပြောခဲ့သလိုပဲဂျူပီတာနဲ့စီတန်မှာရှိတဲ့မူလရည်မှန်းချက်အားလုံးကို ပြီးမြောက်ပြီးတဲ့နောက်မှာ Voyager mission အဖွဲ့ဟာ Uranus နဲ့နံပကျွန်းဂျူရီအနာကဖြတ်သန်းမဲ့အစီအစဉ်ကိုထပ်ထည့်ခဲ့ပါတယ်။အဲ့ဒီ mission တွေပါပြီးသွားတဲ့အခါမှာတော့ NASA နေရက်တက်ရောက်မှုရှိတဲ့အပြင်ဘက်အစုံစုံနယ်နိမိတ်တွေကို စူဇန်ရှာဝဲဖို့ရည်ရွယ်တဲ့ပို့ပြီးရီမန်းချက်ကြီးတဲ့ Voyager Interstellar Mission ကိုစတင်ကြောင်ကြေညာခဲ့ပါတယ်။ဒီနောက်ဆုံးခီးစဉ်မှာတော့အာဂါသားယာဉ်နှစ်စင်းလုံးကိုဂျူရီရဲ့ပတ်လန်းပြင်ကနေခွဲထုတ်ပြီးကြေတာရကြားနေနေမဲ့ Interstellar တဲကိုမရောက်ခင်မှာ Termination Shot နဲ့ပို့ပြီးတိတ်သေးကပုံနှွေးတဲ့ Helio ရှိလိုမျိုးနေဖွဲ့စည်းရဲ့မစူးစမ်းရသေးတဲ့အစိတ်ပိုင်းတွေကိုဖျက်ဆီးစေခဲ့ပါတယ်။ဒီလိုဖျက်ဆီးတဲ့အချိန်မှာ NASA ရဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်တွေတခုဖြစ်တဲ့ တောင်းစားအေးမြအကြောင်းနဲ့စလိုက်ကြရအောင်အာကာသယာဉ်တစ်စင်းစီမှာရေဒီယိုတတိကျအိုက်ဆိုတုပ်အပူစွမ်းရင်သုံးလျှက်စစ်ထုတ်ဆက်ရေဒီယိုအိုက်ဆိုတုပ်တာမိုအီလက်ထရစ်ဂျန်နရေတာတစ်ခုကိုတပ်ဆင်ပေးထားပါတယ်ဒါဟာပလူတိုနီယံ238အိုက်ဆိုတုပ်ရဲ့ပြုတ်ကွဲမှုကနေရတဲ့အပူစွမ်းရင်ကိုလျှက်စစ်စွမ်းရင်အဖြစ်ပြောင်းလဲပေးတာပါဒီဆက်တွေဟာလွတ်တင်တဲ့အချိန်မှာလျှက်စစ်စွမ်းရင်159ဝက်ကိုထုတ်လုပ်ပေးနိုင်ခဲ့ပါတယ် ဒါက laptop တစ်လုံးကိုသုံးနေရင်နဲ့ဖုန်းတစ်လုံးအသွင်းဖို့လုံလောက်တဲ့ပမာဏလောက်ပဲရှိပါတယ်။ဒါဟာတိတ်မများဘူးလို့ထင်ရပေမဲ့ Voyager အတွက်တော့လိုအပ်တာထပ်ပုံနေခဲ့ပါတယ်။ဒီလိုရည်ရှိခံတဲ့လောင်စာစွမ်းရည်ကပိုက်ဆိုင်မှုတစ်ခုတော့မဟုတ်ပါဘူး။ Voyager ယာဉ်တွေကို1989ခုနှစ်မှာလွတ်တင်ခဲ့တဲ့တုန်းက NASA မှာထူးခြားတဲ့အခွင့်အရေးတစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒါကတော့ဂျိုတွေကနှစ်ပေါင်း186နှစ်မှာသကြိမ်သာဖြစ်ပေါ်တဲ့ နေရာတကျတန်းနေတဲ့အနေအထားကိုရောက်ရှိလာမှာဖြစ်ပြီးအဲ့ဒီအနေအထားဟာနပိုလီယံပထမအကြိမ်အုပ်ချုပ်ခဲ့တဲ့အချိန်ကနောက်ဆုံးဖြစ်ခဲ့တာပါဒီရှားပါးတဲ့ဂျိုရီနေရာတကျဖြစ်မှုကြောင့် Voyager ယာဉ်တွေဟာလမ်းကြောင်းအနည်းငယ်ပဲပြင်ဆင်ပြီး Neptune နဲ့ Uranus ကိုတွားရောက်နိုင်ခဲ့ရုံသာမကသူတို့ဖြတ်တန်းခဲ့တဲ့နေဖွဲ့စည်းပြန်ဘက်ကအီယာမဂျူကြီးလေးလုံးစီကနေ Crossway အကူအညီကိုပါရရှိခဲ့ပါတယ်။ဒါကြောင့်သူတို့ရဲ့ဒုံးပြန့်ဒုံးရံအားကနေရနိုင်တာထက်ပိုတဲ့အချိန်ကိုရရှိခဲ့တာပါ။ ဒါပေမဲ့ဒီခွင့်ရေးဟာအချိန်သိမ့်မရတာကြောင့် NASA အတွက်တိကျတဲ့နောက်ဆုံးသတ်မှတ်ရက်တစ်ခုဖြစ်စေခဲ့ပါတယ်။နောက်ဆက်တွဲမစ်ရှင်တွေစီစဉ်ဖို့အချိန်လုံးလောက်မရှိခဲ့သလိုအမေရိကန်ကွန်ဂရက်ကလည်းပူရှင်လျားတဲ့ခီးစဉ်အတွက်ရန်ပုံငွေအလုံးလောက်ချမပေးခဲ့ပါဘူး။ဒါဆို Voyager အဖွဲ့ပါလုပ်ခဲ့တယ်လေ။သူတို့ကပူရှင်နိုင်တဲ့မစ်ရှင်တစ်ခုအတွက်အာကာသယာဉ်တွေကိုအကောင်းဆုံးဖြစ်အောင်အင်ဂျင်နီယာပိုင်းဆိုင်ရာစွမ်းဆောင်မှုတွေအများကြီးလုပ်ခဲ့ပြီးရန်ပုံငွေနောက်ကနေလိုက်လာဖို့ပဲအသေးအံမျှော်လင့်ခဲ့ကြပါတယ်။ ဗိုလ်ရီဂျာအာဂါသယင်တစင်းစီမှာတိပ်ပန်ဆိုင်ရာကရိယာဆယ်မျိုးတက်ဆင်ထားပြီးအများစုမှာဆက်ချိုရွေးမှုဖြစ်ခဲ့ရင်သုံးဖို့အရေးပေါ်အရင်ပစ္စည်းတွေပါဝင်ပြီးစွမ်းအင်ချွေတာဖို့အတွက်အပိတ်ဖွင့်လုပ်လို့ရပါတယ်။လမ်းကြောင်းနဲ့ဥဒိယာကိုချိန်ကြီးဖို့အတွက်အာဂါသယင်တွေမှာပြင်ငိမ်မှုအတွက်ဂိုင်ရိုစကုပ်တွေရည်ညွှန်းကရိယာတွေနဲ့ဟိုက်ဒရာဇင်းတွန်းကန်ဆက်ဟိုက်ဒရာဇင်းထရက်စတာ16ခုတက်ဆင်ထားပြီးအဲ့ဒီထဲမှာ၈ခုကအရင်တွေပါ။ရည်သွေးကောင်းတဲ့အရင်ပစ္စည်းတွေဟာ Voyager အာကာသယာဉ်တွေရဲ့တပ်တန်းရှင်မှုအတွက်အဓိကတော့ကြပါပဲ။ Voyager ယာဉ်တွေမှာအထူးတည်ဆောက်ထားတဲ့ကွန်ပျူတာတွေလည်းပါရှိပါတယ်။ဒါတွေဟာဒီနေ့ခေတ်စံနှုန်းတွေအရဆိုရင်ခေတ်နောက်ကျနေခဲ့ပေမဲ့1989ခုနှစ်တုန်းကတော့အလွန်ခက်မိခဲ့ပါတယ်။အာကာသယာဉ်တွေရဲ့ wide angle နဲ့ narrow angle မှန်ဘီလူးကင်မရာတွေကိုကွန်ပျူတာ command sub system ကထိန်းချုပ်ပြီးအဲ့ဒီမှာအမားရှာဖွေရတဲ့ပြင်ဆင်တဲ့ routine တွေလိုမျိုးပုံသေ program တွေပါဝင်ပါတယ်။ သူ့ရဲ့အောင်မြင်မှုအတွက်နောက်ထပ်တော့ချက်တစ်ခုကတော့ကွန်ပျူတာတွေထဲမှာရှိနေပါတယ်။အာကာသယာဉ်ဒဇင်းစီမှာ Attitude and Articulation Control Subsystem လို့ခေါ်တဲ့ကွန်ပျူတာတစ်ခုရှိပါတယ်။ဂီနီယာက Attitude ဆိုတာကကဘာမြင်နဲ့ဆက်ဆက်ပြီးအာကာသယာဉ်ရဲ့ဥတီယာကိုယူညွှန်းတာပါ။အဲ့ဒါမရှိရင်သူ့ရဲ့ High Gain Antenna တွေက NASA ရဲ့ Deep Space Network ကနေအချက်ပြမှုတွေကိုပေးပို့လက်ခံနိုင်မှာမဟုတ်ပါဘူး။ဒါကအလွန်အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့အာကာသယာဉ်ရဲ့ transmitter တွေဟာရေခဲတတမီလုံးတစ်လုံးရဲ့အားလောက်ပဲရှိပြီးဒီလောက်ကြီးမားတဲ့အကွာအဝေးမှာသူတို့ရဲ့ radio အချက်ပြမှုတွေဟာမကြားတကြားတူတူလီပြောသံလောက်ပဲဖြစ်သွားလို့ပါ Voyager အဖွဲ့နဲ့အပြန်အလှန်ဆက်သွယ်နိုင်မှုဆိုရင်အာကာသယာဉ်တွေရဲ့ antenna တွေဟာကမ္ဘာမြေကိုမျက်နှာမူထားရမှာဖြစ်ပြီးဒီ space network ကလည်းသူတို့ကိုဘယ်နေရာမှာရှိလဲဆိုတာကိုအတိအကျသိထားဖို့လိုအပ်ပါတယ်မဟုတ်ရင်ကီလိုမီတာ280ဘီလီယံကျယ်ဝန်းနဲ့ကောက်ရိုးပုံထဲမှာအတချောင်းရှာနေရသလိုပဲပျောက်ဆုံးသွားမှာပါ။ ဟိုရီဂျာအကာသယာဉ်တစ်စင်းစီမှာအချိန်နဲ့တပြင်းညီထုတ်လွှတ်မှုအတွက်3.8မီတာအန္တနာတစ်ခုနဲ့ဓာတ်ပုံ100လောက်တင်းစင်းနိုင်တဲ့936မီဂါဘစ်ပမာဏကိုအနာဂတ်မှာထုတ်လွှတ်ဖို့အတွက်ဂျာကန်တင်းစင်းနိုင်တဲ့ Atrap Digital Tape Recorder DDR တစ်ခုရှိပါတယ်။အရင်က Pioneer အကာသယာဉ်တွေမှာ data တူလောင်မှုလုံးဝမပါတာနဲ့ဆိုင်ဒါကကြီးမားတဲ့တိုးတက်မှုတစ်ခုဖြစ်ပေမဲ့ဒီနေ့ခင်မှာတော့ သင်တို့ရဲ့အိတ်ကတ်ထဲကစမတ်ဖုန်းတွေတင်းဆဲနိုင်တာရဲ့အစိတ်ပိုင်းတသေးလေးတစ်ခုပဲရှိပါသေးတယ်။ဒီလိုကန့်သတ်ချက်တွေရှိနေပေမဲ့ဒီတရားတွေကိုတရှိခံအောင်တိစောက်ခဲ့ကြပါတယ်။သူတို့ကိုထုတ်လုပ်ခဲ့တဲ့ Audacity Company ကသူတို့ရဲ့ဒီတရားတွေဟာတိတာတဲ့ပုံပဲ့ပြည့်စုံမှုမရှိပဲတိတ်ခွေကို ကီလိုမီတာ၄000ကျော်အသုံးပြုနိုင်တယ်လို့ဆိုခဲ့ပါတယ်။သူတို့ဟာစိတ်ကူးလို့ရသမျှတွေမှာအကြမ်းတမ်းဆုံးပတ်ဝန်းကျင်ကိုခံနိုင်ရရှိရမှာဖြစ်ပြီးတော့အရင်ကတခါမှမဆန်းသတ်ခဲ့ဘူးတဲ့ကြမ်းတမ်းမှုတွေကိုဖျက်ဆီးခဲ့ရပါတယ်။ ဒါပေမဲ့ Voyager DDR တွေဟာစွန့်ရင်ခြွေတာဖို့အတွက်ပိတ်လိုက်တဲ့အချိန်အထိ data ဆုံးရှုံးမှုတွေဒါမှမဟုတ်စက်ချိုရင်းမှုတွေမရှိဘဲအလုပ်လုပ်ခဲ့ရပါတယ်။ World Wide Web ထက်စနေနေ့တောင်ပိုအသက်ကြီးတဲ့ဆက်တွေအတွက်တော့မဆိုးဘူးလို့ပြောရမှာပါပဲ။ Voyager ကိုတိစောက်ခဲ့တဲ့အချိန်တုန်းကတာရှိခမ်းမှုကအဓိကစိုးရိမ်စရာတစ်ခုဖြစ်ခဲ့ပါတယ်။ဒါလောက်ကြီးမားတဲ့ mission တစ်ခုမှာမသိနိုင်တဲ့အရာတွေအများကြီးရှိနေပါတယ်။ Jupiter C ကိုရောက်ဖို့အတွက် Voyager 20လုံးဟာဥက္ကာခပတ် Astride Bird ကိုဖြတ်တန်းရမှာပါ။သိပ္ပံပညာရှင်တွေကတချင်ကအဲ့ဒီဒေတာကိုဖြတ်တန်းဖို့စ조사တဲ့ဘယ်အာကာသယာဉ်မဆိုစုပ်ပြတ်သွားလိမ့်မယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့ Pioneer တန်းတဲ့11ကအရင်တော့ကဥက္ကာကပတ်ကိုဖြတ်တန်းနိုင်ခဲ့တာကြောင့် Voyager အဖွဲ့ကိုလည်းဒီလိုစွန့်စားမှုမျိုးထပ်လုပ်ဖို့တတိဖြစ်စေခဲ့ပါတယ်။အကယ်၍သာမအောင်မြင်ခဲ့ရင်တော့အာကာသယာဉ်တွေဟာပထမဆုံးပြတ်မှတ်ကိုမရောက်ခင်မှာပဲဘေးဒုက္ခနဲ့ကြုံတွေ့ရမှာပါ။ကံကောင်းစွာနဲ့ပဲ အာဂါသားယင်နှစင်းလုံးဟာဥက္ကခပတ်ကို ထိခိုက်မှုမရှိဘဲဖြတ်တန်းနိုင်ခဲ့ပါတယ်။အခုဆိုရင်အဲ့ဒီနေရာကအများအားဖြင့်လေဟာနဲ့ဖြစ်နေတယ်ဆိုတာကိုသူတို့ဂျေဆုကြောင့်ကျွန်တော်တို့သိခဲ့ရတာပါ။ဒီလိုအောင်မြင်မှုတွေအားလုံးရှိနေကအင်ဂျင်နီယာတွေမျှော်လင့်ထားတာထက်အာဂါသားယင်တွေကအများကြီးပိုကောင်းအောင်စွမ်းဆောင်နိုင်ခဲ့ပေမဲ့အာဂါသားယင်နှစင်းဟာဂျိုရီဂျာကကြဲပြောတဲ့အာဂါသားထဲမှာခီးဆက်နေတော့ကြော်ဖြစ်ရမယ့်အခက်ခဲအနည်းဆုံးတစ်ခုတော့ရှိနေပါသေးတယ်။ အဲ့ဒါကတော့ကျေတာယာဂျားနယ်နမည် Interstellar ရဲ့အလွန်အေးခဲတဲ့အပူချိန်မှာအာကာသယာဉ်တွေဘလို့ဖြစ်သွားမလဲဆိုတာပါပဲ NASA ကစက်ပစ္စည်းတွေအလုံးလုံးနိုင်အောင် အပူပိစက်မျိုးစုံကိုတက်ဆင်ပေးခဲ့ပါတယ်ဒါပေမဲ့အာကာသယာဉ်တွေရဲ့စွမ်းရည်ယွန်းနေလာတာနဲ့အများ NASA စွမ်းရည်ခြွေတာဖို့အတွက်အပူပိစက်တချို့ကိုပိတ်ပစ်ခဲ့ရပါတယ်လွန်ခဲ့တဲ့လေးနှစ်က Cosmic Ray Detector ရဲ့အပူပိစက်ကိုပိတ်လိုက်တဲ့အခါသူ့ရဲ့အပူချိန်က80ဒီဂရီဆယ်စီယပ်အထိထိုးကျသွားခဲ့ပါတယ် ကီလိုမီတာ23မီလီယံအကွာဝေးကိုပြင်ဆင်ရေးအဖွဲလွတ်ဖို့ဆိုတာကတော့ဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ဒါကြောင့်လူတိုင်းကအဲရီကရိယာပြတ်သွားပြီလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့သူဟာချောချောမွေ့ဝေပဲဆက်လက်အလုပ်လုပ်နေခဲ့ပါတယ်။အကာသယင်တွေဟာ58နှစ်ကြာအောင်အကောင်းဆုံးအလုပ်လုပ်နိုင်ခဲ့တဲ့ဆိုတဲ့အချက်ကသူတို့ရဲ့ကြံ့ခိုင်မှုနဲ့အင်ဂျင်နီယာပညာကိုတတ်သိပြနေပါတယ်။ဒါပေမဲ့ဒီလောက်ရှည်လျားပြီးရီမန်းချက်ကြီးတဲ့ဘယ်မရှင်မှမစိုးဘယ်သူမှကြိုတင်မခံမနိုင်တဲ့အရာတွေအများရှိနေတတ်ပါတယ်။ ။ Voyager mission တွေမှာအရာအားလုံးကအပြစ်နာစာကင်းကင်းအလုံးလုံးခဲ့တာတော့မဟုတ်ပါဘူး။၂022ခုနှစ်ဇွန်လမှာပြုလုပ်ခဲ့တဲ့ National Academy of Sciences Engineering and Medicine ရဲ့အစည်းအဝေးတစ်ခုမှာ NASA က Voyager 1ရဲ့ Attitude Articulation and Control System AACS ကအတိတ်ပဲမရှိဘူးလို့ထင်ရတဲ့တုံညာအတန်းတွေလိုမျိုးထူးဆန်းတဲ့စီးကွက်တွေကိုပြန်ထုတ်နေတယ်လို့ကြေညာခဲ့ပါတယ်။အကာသားယာဉ်ကိုယ်တိုင်ကတော့ပုံမှန်အလုပ်လုပ်နေပါတယ်။ သူ့ရဲ့အရှိန်နဲ့အကွာအဝေးကိုကျွန်တော်တို့သိရယ်နောက်ပြီးအမိန့်တွေကိုလည်းတုံ့ပြန်နေပြီးလက်ခံနေတော့မှာပဲဒါပေမဲ့သူ့ရဲ့ telemetry data ကတော့လုံးဝကိုရှုပ်ရှက်ခန့်နေတာပါတနည်းအားဖြင့်ပြောရရင် Voyager 1ကသူ့ဘယ်မှာရှိနေလဲဆိုတာကိုသူ့ကိုယ်တိုင်မသိတော့ပါဘူးဝမ်းနေစရာကောင်းတာကဒါဟာကွန်ပျူတာပျက်စီးလာတဲ့လက္ခဏာတစ်ခုဖြစ်ပြီးသိပ္ပံပညာရှင်တွေကအရန်ကွန်ပျူတာတစ်ခုကိုပြောင်းသုံးပြီးဖြည့်ရှင်းနှိရှာနိုင်ခဲ့ပေမဲ့တနည်းနည်းမှာတော့အရန်ပစ္စည်းတွေလုံးဝမကျန်တော့တဲ့နေကိုရောက်လာမှာပါပဲ။ ဒါပေမဲ့လည်းကျွန်တော်တို့မှာကျေးဇူးတင်စရာတွေအများကြီးရှိပါသေးတယ်။ Voyager 1ဟာသူ့ရဲ့အမွာညီကို Voyager 2အပါအဝင်တခြားဘယ်လိုလုပ်ပစ္စည်းထပ်မဆိုပိုရတဲ့နေရာကိုခင်းနေနိုင်ခဲ့ပါတယ်။သူ့ရဲ့ဉာဏ်ပညာတွေဟာဒီနေ့ခေတ်ဆန်နှုန်းတွေအရရှိကြနေပေမဲ့ရိုးရှင်းတဲ့ကရိယာတွေနဲ့တောင်ဘာတွေလုပ်နိုင်လဲဆိုတာကိုကောင်းကောင်းပြသခဲ့ပါတယ်။သူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေဟာကျွန်တော်တို့ရဲ့နေရဖွယ်စည်းအကြောင်းနားလည်မှုအတွက်အလွန်ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ဟာ တချိန်ကဒီမိတ်ဆွေကြီးနဲ့သူ့ရဲ့အမွား Voyager 2ကိုနောက်ဆုံးနှုတ်ဆက်ရတော့မယ့်အချိန်ကြရင်အတိတ်ကအင်ဂျင်နီယာပိုင်းဆိုင်ရာသင်ခန်းစာတွေကိုအသုံးချပြီးနောက်ထပ်မယ့်အကာသယာဉ်နဲ့ဒီလိုအံ့ဖွယ်ကို ပြန်လည်ဖန်တီးဖို့ကြိုးစားရမယ့်အချိန်ပါပဲ Jones Hopkins တက္ကသိုလ်ရဲ့ Applied Physics Laboratory ကနေ2036ခုနှစ်မှာလွှတ်တင်ပြီး15နှစ်အတွင်းကြေတာရာကြာနဲ့နမိတ်ကိုရောက်ရှိနိုင်မဲ့ Interstellar အာကာသယာဉ်တစ်ခုအတွက်အဆောပြုချက်တစ်ခုရှိနေနေပါပြီ။ဒီအနာဂတ်အာကာသယာဉ်ဟာ Voyager တွေထက်တောင ပိုဝေးပြီးပိုမြအောင်တွားကောင်းသွားနိုင်ပါတယ်။အဲ့လိုသွားနိုင်ခဲ့ရင်တောင်မှသူကကျေတာရာကြားနယ်နိမိတ် Interstellar အစုံဖြားကနေသတင်းပို့တဲ့အချိန်ရောက်ရင်သူကိုယ်တိုင်လည်းအတိတ်ကအရာတစ်ခုဖြစ်နေတော့ပါပဲ။ဒါပေမဲ့ဆက်အိုကြီးတစ်စင်ဖြစ်နေပေမဲ့သူလုံနေတဲ့အလုပ်ကတကယ်တော်နေတာကိုတော့ဘယ်သူမှငင်းနိုင်မှာမဟုတ်ပါဘူး။ဒီနေ့အတွက်တော့တော့တော့ပါပဲ။ကြီးစုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုချိန်နှက်တတ်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဗီဒီယို notification ခေါင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ပြီးဘလို့ဘ ഹു သုတအကြောင်းအရာတွေကိုထပ်ပြီးသိကျင်သေးတယ်လဲဆိုတာကိုအောက်က comment လေးမှာရေးပေးခဲ့ပါဦး။